ကြည့်ကျွန်တော်ဆက်လက်ပြီးတော့ဂျာတာပရိသသမီးတွေရဲ့တပတ်တာကံကြမ္မာကိုလမ်းညွှန်သွားမှာဖြစ်တဲ့အတွက်9ရက်အောက်တိုဘာလ2025တနင်္ဂနွေနေ့ကနေ17ရက်အောက်တိုဘာလ2025စနေနေ့ထိတပတ်တာကာလအတွင်းဂျာတာပရိသသမီးမိတ်ဆွေများကံကြမ္မာကိုကြည့်လိုက်ကြရအောင် ကဲကြာသာပရိသသမီးမိတ်ဆွေများအနေနဲ့ကတော့ဒီတစ်ပတ်မှာဆိုလို့ရှိရင်ဟာလာသူများခုလုံးလောက်တော့ခံရတဲ့သူများအတုံးချတာကိုခံရတဲ့ဒီတစ်ပတ်တာမှာဟိုကလှုပ်လဲအဆင်မပြေဒါလှုပ်လဲအဆင်မပြေဟာလာအတိုက်ခံရန်လဲများသည်ဆိုတာမျိုးတွေကြုံရတတ်တာဖြစ်ပါတယ်အဲ့တော့ငွေကြီးကိုယ့်ရဲ့အလောက်ကန်အကြံစီတွေပြတ်ရင်းတတ်တယ်အလောက်မှာအခက်ခဲတွေပေါ်တတ်တယ်ဟာလာအလောက်မှာအဆင်မပြေတာတွေပြဿနာတွေအခက်ခဲတွေပူပန်မှုတွေကြုံရတတ်တဲ့တစ်ပတ်တာဖြစ်ပါတယ်အဲ့တော့အလောက်ကန်စီဝိုင်းနဲ့ပတ်သက်ရင်တော့နည်းနည်းလေးကံညံ့တဲ့နေရာမှာပါတယ် ကံမကောင်းနိုင်ဘူးသတိထားကယူဆိုင်ဖို့လိုတယ်ငွေကြီးငွေကြီးနဲ့ပတ်သက်ရင်လည်းငွေကုန်ကြီးကြများတတ်တယ်ငွေကြီးနဲ့ပတ်သက်အပူပင်ခက်ခဲတွေဆိုတာရုပ်ရက်ဆိုလိုရောက်လာတတ်တယ်ငွေကြီးမှာစိတ်ညစ်ရတာမျိုးတွေကြုံရတတ်တယ်ငွေကြီးလက်ရှိအခြေအနေကနေလက်မဲ့အခြေအနေဖြစ်သွားတတ်တယ်ငွေကုန်ကြီးကြတွေများတတ်တယ်ငွေကြီးနဲ့ပတ်သက်တဲ့အကြံစီတွေပြတ်တတ်တယ်အဲ့တော့အခြေအနေတော်ကြီးမြစ်တိုင်မှာဆိုရင်လည်းစကားများတာအတိုက်ခံသဘောတွေဖြစ်တာပုံမှန်အစဉ်ပြေတင့်မြတ်နေတော့ဒီတစ်ပတ်မှာထပြီးတော့ဟလာအကြောင်းတရားကိစ္စတစ်ခုဝင်ပြီးအခြေအနေတော်ကြီးမှာစကားပြောရများရအထင်လွဲ ဟလာအပြစ်တင်ပြောစုဒါမျိုးတွေဖြစ်တတ်တယ်စိတ်ဆင်းရဲတတ်တယ်ပေါ့နော်အဲ့တော့ပညာဆိုင်ရာအင်တာဗျူးနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့ရည်ရကြံစီထားတယ်ဆိုရင်ကိုလှုပ်ချင်းပြအောင်မြင်စင်ပြီးမှဖြစ်ပါတယ်အဲ့တော့ရဲဝင်းဝင်းကြိုးစားပါအောင်မြင်နိုင်တယ်အဲ့တော့အရေးကြီးတဲ့စကားခီးကိစ္စတွေပေါ့ဆိုရင်တော့မကောင်းဘူးပေါ့အဲ့တော့စကားအရေးကြီးတဲ့စကားတွေပြောမယ်ဆိုမယ်လှုပ်မယ်ကင်မယ်ဆိုရင်တော့ရန်အတိုက်ခံသဘောတွေပြောပါတတ်တယ်ဟလာမနာလိုတာမျိုးတွေဖြစ်တတ်တယ်အခြေတင်ခြေချပြောရနိုင်တယ် ဲ့တော့ခကြီးဆိုရင်လည်းခကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမကောင်းဘူးပေါ့နော်အရေးကြီးတဲ့ခကြီးကိစ္စစကားကိစ္စတွေဆိုရင်ဟဲ့လားအတိုက်ခံသဘောတွေရှိတယ်အကျိုးမြတ်ရသင့်တော့မရတာတွေဖြစ်မယ်ဟဲ့လားစကားခကြီးနဲ့ပတ်သက်လို့ကိုကြံစီတာရွေတာတွေပြတ်တက်တယ်လို့ပြောလို့ရပါတယ်အဲ့တော့သတိထားကြည့်ဆိုင်ပါကျမကြီးနဲ့ပတ်သက်ရင်တော့ကျမကြီးကံကောင်းတယ်ဒီမှာရှိနေပါတယ်အဲ့တော့ကျမကြီးမကောင်းတဲ့အိရာလေးလဲနေကျမကြီးချူကြတဲ့မိစေတွေကျမကြီးတတ်တာပြန်လဲပြီးကောင်းမလာမှာဖြစ်ပါတယ်အဲ့တော့ကျမကြီးနဲ့ပတ်သက်ရင်ကံကောင်းနေတဲ့တဲမှာပါတယ်ကျမကြီးနဲ့ပတ်သက်လို့အထောက်ပံ့နေဆိုတာမျိုးတွေလည်း ပံ့ပိုးမှုဆိုတာမျိုးလည်းရတတ်တယ်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒီတစ်ပတ်ဒီနည်းနည်းကန်ညံ့နေတဲ့မှာပါပါတယ်ထင်တိုင်းမပေါက်နိုင်တဲ့တပတ်တာဖြစ်ပါတယ်အရေးကြီးတဲ့အလုပ်တွေစွန့်စားလုပ်ရမယ့်အလုပ်မျိုးတွေဆိုမလုပ်တာရှောင်တာပို့ပြီးတော့ကောင်းပါတယ်အဲ့တော့ဒီတစ်ပတ်မှာမဖြစ်မနေရေရရလုပ်ရမှာဖြစ်တဲ့ကြောင့်ရေရရအနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကလေးတဦးကိုပေါ့နော်ကလေးတဦးကိုဘောလုံးလိုမျိုးလိမ့်နဲ့စော့စရာဟာမျိုးလေးပေးပါ ဲ့တော့ဘောလုံးလေးတွေဟာလာအဲ့လိုလိမ့်တဲ့အရာပေါ့နော်လုံးဝိုင်းတဲ့တရံရှိတဲ့ဆော့စရာပစ္စည်းလေးတွေကိုအဲကလေးတွေကိုလက်ဆောင်ပေးပါအဲနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်တော့အဒီဒီဘက်မှာပေါ့နော်အုံဒီစိတ်6စိတ်အိမ်ဖျားမှာလှူဒန်းပါ ဒီရေအောင်မဖြစ်မနေယုံကြည်လို့စီချင်ပါတယ်ခက်ခဲတွေတွေ့လာနိုင်တာဖြစ်တဲ့အတွက်ကြောင့်ပါအဲ့တော့တွေ့လာနိုင်တဲ့ခက်ခဲတွေကိုဒီရေရာနဲ့ကျွန်တော်တို့ဖြည့်ရှင်းလို့ယူခြင်းဖြင့်အစီအမြတ်တတာမှာဖြစ်ပါတယ်ဒီတစ်ပတ်ကံကောင်းလက်ရှိအကျိုးပေးကဏ္ဍဒီတက်ကဏ္ဍတုံညဖြစ်ပါတယ်အကျိုးပေးတဲ့အရာကတော့ကြက်သွေးအောင်ဖြစ်ပါတယ်ဒါတော့ကြာသာရိသားသမီးတွေအတွက်ပါ